ရှစ်တန်းတော့ကတော့ဆယ်တန်းအမကြီးကိုစောင့်သွားပြီးလို့ရုံးခဲ့ရောက်ပြီးကြောင်းထုတ်ဆင်လိုက်ရအဲမိုးလေးစာကျွန်တော်စာပေးခိုင်းလိုက်တဲ့အမကကျွန်တော်ရဲ့အဲ့လိုနည်းနည်းအမျိုးတော်တယ်ဗျာကျွန်တော်တို့ရက်ကွက်ထဲမှာအရန်တော့နည်းနည်းတော့ဝီးတယ်သူ့တငယ်ချင်းကျွန်တော်ကြိုက်တာအဲ့တော့ကို့အမျိုးကို့အမလို့ဖြစ်နေတော့ရက်ကွက်ထဲရလဲရက်ကွက်ထဲရဆိုတော့အမားလို့သူ့ပေးပေးဆိုပြီးကျွန်တော်တော့ပေးခိုင်းလိုက်အဲ့ပြောက်ကိုမပေးဘဲနဲ့အဲ့ပြောက်ကဆရာမကိုတော့ပေးလိုက်လူလူအလူရင်းတက်ခဲ့ပြီးတော့နောက်ကိုးရမ်းမှာကြောင်းအပ်တဲ့အချိန်မှာ father ကြီးက ပုတ်ထင်းသူ၃ယောက်ခေါ်ပြီးလက်မှတ်ပိုးလိုက်ရအဲ့ဒါတကယ်မမိုးဘူးပဲအဲ့ဒါပြန်တက်လို့ရပါဘူးအဲ့ဒါပြန်တက်လို့တော့ကြောင်းအပ်လို့မရဘူး far light တောင်တည်းနဲ့မရအောင်တော့၂ယောက်ခေါ်လာခဲ့ဘာရမဟုတ်ဘူးကျွန်တော်တို့ကအဲ့လိုရှူတင်မှာစုံကြတာကြာပြီဒါပေမဲ့အဲ့လိုတစ်ခါမှသူနဲ့ ညီမလေးเนี่ยဓာတ်ပုံတော့မရိုက်ဖြစ်ဘူးဆိုတော့လေညီမလေးအကိုတို့ကအမှတ်တရဓာတ်ပုံတော့မရှိဘူးအဲဗီဒီယိုလေးတစ်ခုတော့ရိုက်လိုက်ရမယ်ဆိုတော့ तू तू ကလည်းအမြဲတမ်းဂီတာတွေပါတီရှင်းတွေပါဆို तू ကဆရာကြီးဆိုတော့လေကားထဲမှာကျွန်တော်ကားထဲမှာဂီတာပါလာကွတ်တီပဲဆိုကဲညီမလေးအလုပ်လေးရိုက်လိုက်ကြအောင်လေဆိုပြီးတော့အားမဟုတ်ဘောင်းတော်နဲ့ရောက်ချင်းတူတူဆိုတာလေးကိုရိုက်ပြီးတော့ကျွန်တော်ထင်လိုက်တာပါဟုတ်ဒီသူကကိုယ်တိုင်မတင်သူက तू तू ကဆရာ तू ဆရာပြန်တင်ရဟုတ်ဟုတ်တယ်ရှူတင်မှာအိုက်ဖနက်စီးတယ်ဆိုတာဒီလိုကျွန်တော်ကရိုက်တာက အဲ့အဲ့ထဲမှာအဲ့လိုနည်းနည်းလမ်းဘေးရောက်ပြီးတော့ယူလို့ဖြတ်သွားတာလေစေးကြောင်ပြီးတော့ဆွဲကြိုးဖြတ်လူပါညာဆိုတော့ကာရိုက်တာနဲ့ညီအောင်ဖနက်ကိုဝယ်ပြီးတော့စီးလိုက်တာအဲ့ဖနက်ကအဲ့နေရာမှာအဲ့ကားရိုက်ဖို့အတွက်ဝယ်ပြီးတော့စီးတာဆိုတော့ရိုက်တဲ့အချိန်မှာအဲ့ဖနက်လေးတခါတည်းစီးအစင်းပေါ်မှာဆိုတော့လေဒီလားအဲ့လွယ်အိပ်ပါကျွန်တော်မချော့ပါဘူးဆိုတော့အဲ့ပုံစံအတိုင်းပဲရိုက်လိုက်တာအဲ့မပရိတ်တဲ့မျက်စီထဲမှာဒါလေးပါသွားတယ်ဗောနောကောင်းပါတယ်ဟုတ် ရိုက်ရှူတင်မှာမဟုတ်လို့ဒီလိုမျိုးရိုက်ဝတ်တယ်ဆိုတာလည်းအကုန်လုံးသိကြပါပြိသက်ဆိုတာကတော့ကျွန်တော်တို့ဆိုလည်းဗီဒီယိုတစ်ခုတက်လာရင်အဲ့လိုတခြားဟာတွေလည်းမြင်မြင်ကြတာပဲဒီလားဆိုတော့လေအကုန်လုံးကတော့ဒီဗီဗီဗီဒီယိုတစ်ခုတင်လိုက်ပြီဆိုရင်အကုန်လုံးကြည့်ကြမှာပဲကျွန်တော်တို့ကြာတော့တင်တဲ့လူတွေကြာတော့အဲ့လောက်ထိသတိမထားမိဘူးလေဒီလား ဟိုပေါ်မှာပဲဆိုတော့အဲ့လိုမျိုးပါတချို့ comment တွေမှာကိုစင်အောင်မမြင်စေနဲ့တွေပါတယ်ပါတယ်ဆိုတော့ရည်ရပါတယ်ပြောကြလဲကောင်းပါတယ်ကားထဲမှာကျွန်တော်ကီတာအများထည့်ထားတယ်ကျွန်တော်အဖေတို့ကျွန်တော်အကူတို့အကာစင်အကူတို့ဦးလေးတို့ဆိုတော့အကုန်လုံးကကီတာသမားတွေပဲဆိုတော့အိမ်မှာကီတာ3လေးလုံးလောက်ရှိအဲအကုန်လုံးကကီတာဒီရတာဝါနာပါတယ်သင်းဆိုတာကိုကြိုက်ကြတယ်အဲဒီလိုမျိုးပဲစဉ်းသက်လာကြတာဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးတွေမှာပါတယ်ငွေတော့ဆိုရင်အဲ့လိုအပြင်တကယ်ချင်းနေတော့အဆောင်ရှိမှာသင်းဆိုကီတာဒီ အဲ့ဒါတွေကိုအခုချိန်မှာပို့ပြီးတော့သိရတယ်အဲ့လိုမျိုးလေပတ်ခဲ့တဲ့အဲ့လိုမျိုးဖြတ်တန်းခဲ့ရတဲ့လူတွေ live ကိုအရင်ကြိုက်တာပေါ့ရှစ်တန်းလုံးကတော့၁၀တန်းကအမကြီးကိုစောင့်သွားပြီးလို့ရုံးခဲ့ရောက်ကြောင်းထုတ်ဆန်လိုက်ရအဲ့ဒါမှုလို့ပြီးတော့နောက်၉တန်းမှာကြောင်းအပ်တဲ့အချိန်မှာ father ကြီးကအဲပုတ်ထင်းလူ၃ယောက်ခေါ်ပြီးလက်မှတ်ပို့လိုက်ရအဲ့ဒါတကယ်မှမို့ဘူးအဲ့တော့ပြန်တက်လို့ရပါဘူး။ငါကပြန်တက်လို့တော့ကြောင်းအပ်လို့မရဘူး။ far light တောင်တည်းနဲ့မရဘူး။တော့နှစ်ယောက်ခေါ်လာ။အဲ့တကယ်ချင်းအပေါ်ကိုသူ့ပြောပြမယ်။အဲ့ဒီစာကျွန်တော်စာပေးခိုင်းလိုက်တဲ့ အမကကျွန်တော်ရဲ့အဲအဲ့လိုနည်းနည်းအမျိုးတော်တယ်ဗျာကျွန်တော်တို့ရက်ကွက်ထင်တာအရန်နဲ့တော့နည်းတော့ဝီးတယ်သူ့တငယ်ချင်းကိုကျွန်တော်ကြိုက်တာအဲ့တော့ကို့အမျိုးကို့အမလို့ဖြစ်နေတော့ရက်ကွက်ထဲရလဲရက်ကွက်ထဲရဆိုတော့အမလို့သူ့ပေးပေးဆိုပြီးကျွန်တော်ကတော့ပေးခိုင်းလိုက်အဲ့ဒီရောက်မပေးရဲနဲ့အဲ့ဒီရောက်ကဆရာမကိုတော့ပေးလိုက်လူလူအလူရင်းတက်ခဲ့တာဟိုကျွန်တော်တို့ရင်းတက်တယ်ကိုထိုးခဲ့လိုက်ရတော့ရောင်းရောင်းရောက်သွားပြန်လုံးမကြိုက်ပါဘူးကိုကလည်းတောက်ပြီးတယ်မဟုတ်ကျွန်တော်ကအဲ့လိုငယ်ငယ်တည်းကအဲ့လို left letter ကြိုက်တယ် ဒါတကယ်အမှန်တိုင်းပြောတာပါအဲတငယ်ချင်းတွေဆိုလဲကျွန်တော်လာပြီးတော့ရေးခိုင်းတယ်အဲကျွန်တော်အဲ့အမှနည်းနည်းတော့လက်ရင်းမလာပါနဲ့ဆရာကြအဲကောင်းမို့လေအဲလက်တာပတ်တာလေးနားဖတ်လို့ကောင်းအောင်ရေးပေးလိုက်တယ်သူကသူတို့လက်ရေးလှလာလေးလို့ပြန်ရေးပြီးတော့ပေးလိုက်တယ်ကျွန်တော်ကြောင့်ရေးစားရတယ်တငယ်ချင်းတွေမှာ၄-၅ရက်လောက်ရှိစာရေးတာဟုတ်ကြိုက်တယ်အခုချိန်ထိလည်းအဲ့လိုမျိုး ရေးရတာမျိုးကိုကျွန်တော်ကကြိုက်တယ် share rule ဆိုတာတက်လေအခုချိန်မှာအမရေကျွန်တော်ကဂျီစာစာဆိုတာမရှိတော့ဘူးဗျာကျွန်တော်ငငယ်တုန်းကတော့ကြောင်းတက်တဲ့ချိန်တုန်းကအဲ့လို left letter လေးတွေအဲ့လိုတစ်မျက်နှာနှစ်မျက်နှာလောက်ရေးလိုက်ရင်ဟိုတော်တော်ထိထိရဲရောက်ကိုအထဲမှာဒိဗတ်တက်ရောက်မှုတွေအများစွာရှိအခုက text နဲ့ပဲလုပ်နေကြရတာဆိုတော့ဒီရဲ့အနှစ်သာရကိုဒီကအခုလူငယ်မသိဘူးကျွန်တော်လောက်မသိဘူးကျွန်တော်ကအဲလုံးဝကဗျာဆန်ဆန်လေးကိုအမှုရလေးကိုလုံးဝအမှန်ကန်လေးတွေအဲ့လိုမျိုးရေးခဲ့ဘူးတဲ့အချိန်ရှိခဲ့ဘူးပဲဗောနော် လက်ဆက်တဲ့နုနယ်နှလုံးသားလေးတွေပေါ့တချင်းဝယ်ထားတာလေးတွေတော့ရှိတယ်တီးထားတီးလက်တီးထားပြီးတော့ပဲဒါပေမဲ့မဆိုးပြက်သေးတာမဆိုးပြက်သေးတာဆိုတော့ကိုယ့်ကိုယ်စိတ်တိုင်းမကြသေးတာလည်းပါတယ်အစင်သိမ့်မဖြစ်သေးဘူးလို့ထင်တာလည်းပါတယ်ပြီးတော့အချိန်မပေးနိုင်သေးတာလည်းပါတယ်အဲတချင်းကအဲ့လိုနည်းနည်းအဲဒီဒီအဲထဲမှာအားရှိဖို့လိုတယ်အဲ့လိုအေးရောအိတ်ပြီးတော့တေးသေးရှာရှာကို ဆိုရင်ဟိုပြီးတော့အဆင်ပြေရယ်ဆိုတော့ကျွန်တော်အဲ့ဘက်ကိုအချိန်မပေးနိုင်ဘူးเนาะဒီတိုင်းလေးတဝက်တစ်ပြက်လေးထားရလေးရှိတယ်နှစ်ပုတ်လောက်ကိုကျွန်တော်ဆိုပြဖို့ရှိပါတယ်ကျွန်တော်အခုစဉ်းစားရတယ်ကျွန်တော်အခုအချင်းအေးလေးတွေပြအလိုအလိုအလိုအကောင်လုံးလူငယ်တော်များများကြိုက်မဲ့တခြင်းဟိုအလိုအလိုတန်စီအေးအေးလေးနဲ့ဟာလေးဝယ်ထားတာဒါပေမဲ့ကျွန်တော်ကကြိုက်တဲ့ပုံစံက forward ဖြစ်နေတဲ့အတွက်ဒီတစ်ချင်းကို rap ထည့်အောင်မလားဆိုတော့စဉ်းစားနေ ဲမဲ့အကောင့်ထဲမှာပေါ်ပြသေးဘူးစဉ်းစားတော့ငဲရှိတယ်ဒီဒီချင်းအတိုင်းပဲအဲဆိုပြင်ဆိုပြီးဟုတ်ပါတယ်အကောင့်လုံးကြိုးစားနေပါတယ်ပြည်သက်တရားတော့စိတ်ဆန္ဒယူလို့ညီမနေပြည်စုံကြပါစေအခုမိုးတွေလည်းရွာနေတယ်ပြန်မအောင်အခုမိုးတွေရွာမိုးတွေချမ်းနေဆိုတော့ဓာတ်ရီကူးကြောင်ဖြစ်တဲ့အတွက်ကျမကြီးကိုစိုက်ကြပါဘာလို့လဲ